နှစ်ပေါင်း80ကြာမှာတစ်ကြိမ်ပြန်ကြုံလာရတဲ့ဖက်စစ်တော်လန်ยีသတ္တာပြည်သူပေါင်းတို့ခင်ဗျာကျွန်တော်တို့ဘိုးဘီလက်ထက်တုန်းကလည်းဒီဖက်စစ်စနစ်ကြီးကိုဒေါ်လန်တိုက်ခိုက်ခဲ့ကြတယ်အခုကျွန်တော်တို့မြေတွေမြေတွေလက်ထက်မှာလည်းပဲဒီဖက်စစ်တော်လန်ยีကြီးကိုကျွန်တော်တို့ပြန်လည်ဆင်နွှဲကြရတယ်ဆိုတော့၄နှစ်ကျော်ကြာလာခဲ့ပြီကျွန်တော်တို့တိုင်းပြည်တစ်ခုလုံးလည်းပဲပြည်မှန်းစင်းရဲခက်ခဲ တန်တန်တကယ်ကိုပဲတသက်မှာတစ်ခါမှမကြုံဖူးတဲ့ဆိုတော့ဆိုးရွားလာတဲ့နေသားတွေလည်းကျွန်တော်တို့ဖြတ်တန်းနေကြရပါတယ်အဲ့တော့ပြည်သူဘက်တော်သားတယောက်အနေနဲ့ဖက်စစ်တော်လိုင်းတပ်သားတယောက်အနေနဲ့ပြည်တော်စုနိုင်ငံတော်တစ်တိဆောက်ဖို့ညှော်လင့်ကြိုးပမ်းနေတဲ့နိုင်ငံသားတယောက်အနေနဲ့နောက်တစ်ခါစစ်သားဟောင်းတယောက်အနေနဲ့ပြည်သူတရားလုံးကိုသိခွန်အားလည်းဖြစ်စေစစ်သားဟောင်းတယောက်ရဲ့ ီသူတို့တုံးသက်တင်ဖြတ်ချက်သဘောလဲဖြစ်စီချက်လက်ချုပ်ပြောပြကြပါတယ်အဲ့ဒါတော့အွန်ဗျူဟာ ခင်းမအွန်လန်ထူနိုင်မယ်ဆိုတော့ကျွန်တော်ရဲ့ယူဆချက်ဖြစ်ပါတယ်အခုလက်ရှိလီဒီရပိုင်းဖြစ်နေတဲ့အခြေအနေတွေကိုကြည့်ပါ ARR တိုင်း၄မျက်နှာဖြီကို AA နဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေထိုးစစ်ဆင်လာတဲ့အနေအထားစစ်တွေမျိုးကြလူကြခင်တည်င်းတွေတက်နေတဲ့ပုံနောက်ညောင်ကျိုးဘကိုတိုင်းပြည်ပန်း ြည်အုပ်ရှိပင်ညောင်ကျိုးစခန်းကိုအေးတက်ဖွဲ့ဒေါ်လိုင်းတက်ဖွဲ့ကအေးအေးတက်တော်ကတိမ့်ပတ်ရရှိပြီဆိုရဲထုတ်ပြန်ချက်နောက်တကနထိုးကြီးမြို့နယ်ဖက်တပင်မှာလည်းပဲ PDF တွေလက်ဆွမ်းပြလို့ဘုံမှုတွေဘူကြီးအပါဝင်ဆယ်ဆယ်ကနန်းနဲ့ချီပြီးတော့ရှင်ဖန်းစီရမိတယ်ဆိုတဲ့ဖက်စစ်စစ်ကောင်စီတပ်သားတွေကိုဖန်းစီရမိတယ်ဆိုတဲ့တဲ့င်းလူတီတရနှစ်တော်တဲ့မှာပဲဖြစ်ပေါ်လာတဲ့ကတာကတာက KIA တပ်ဖွဲ့တွေတမခုံခုံကိုစီးနင်းတိုက်ခိုက်မှုမှာအဲဒီ ုံးစံနဲ့၄ဦးအရှင်ဖမ်းဆီးရမိတယ်ဆိုတော့ပုံရိပ်ပုံတွေနောက်ကရင်ပြည်နယ်ဘက်မှာ KNU ရဲ့ထိုးစစ်ကြောင့်ခြေကုပ်စကန်းကြီးတစ်ခုကို သိမ်းဆီးရမိပြီးတော့အဲ့ခြေကုပ်နေဆက်ဆောက်စကန်းကြီးကစစ်သားတွေကျန်ဖက်ဖက်စစ်တပ်သားတွေထိုင်းနိုင်ငံဘက်ကိုဖက်ပြေးသွားတယ်ဆိုတော့ဖက်ပြေးသွားတယ်ဆိုတော့ပုံဓာရီကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့အားလုံးဟာဖက်စစ်တပ်တဲ့လက်ရှိဖြစ်ပေါ်နေတဲ့သူတို့အတွင်းကအော် စိတ်ခံစားချက်တွေကိုကျွန်တော်တို့ဟိုခမန်းတွေးဆသိရှိလို့ရနိုင်မှာ ဖြစ်ပါတယ်ဒီတစ်ချိန်တည်းမှာပဲကဘာကြီးဖြစ်ဘာတွေဖြစ်နေလဲဆိုတာကိုလည်းကျွန်တော်တို့အသိဖို့လိုပါတယ်ဘွားကြီးဘာတွေဖြစ်နေလဲအခုစင်ကာပူနိုင်ငံသားကြီးဝင်ကြီးကထုတ်ပြန်ပြောဆိုတဲ့ဟလာဘလိုခေါ်မလဲအင်အားကြီးနိုင်ငံတွေစုဖွဲ့ပြီးတော့အနိုင်ကျင့်တဲ့စနစ်တစ်ခုကိုဥတည်ပြီးသွားနေတယ်ဆိုတော့အဲသဘောတွေ့ပါလိမ့်မယ်ဒါကိုလည်းပဲကျွန်တော်တို့ကကဘာကြီးဘာဖြစ်နေလဲဘာဖြစ်လာနိုင်တယ် အင်အားကြီးနိုင်ငံတွေဘလို့စုဖွဲ့ပြီးဘလို့သွားနေတယ်အမေရိကန်နိုင်ငံမှာလက်တလော Liberty ရုပ်တုကြီးကိုပြည်သင့်နိုင်ငံကပြန်တောင်းနေဆိုတဲ့အထိဒင်းမာလာတဲ့ဖြစ်စဉ်တွေဖြစ်ပေါ်လာတာဟူဒီတပုံတွေရှိတဲ့နေရာကိုအမေရိကန်စစ်တပ်ကအပြင်းထန်တိုက်ခတ်လာတဲ့အချိန်မှာဟူဒီမနဲ့ပဲအဲတမတဆွန့်ကဟူဒီတပုံကဗလိမိတိတိုက်ခတ်မှုမျိုးမဆိုအီရန်နိုင်ငံကအမိန်ပေးတယ်လို့ယူဆမယ်ဆိုတဲ့သဘောထားမှတ်ချက်ဒါရီကြီးချင်းအပြင်ကဘာကြီးရဲ့အခင်းချင်းဟာလည်းပဲအဲအချိန်အမြန်မြန်ဆန်ဆန်တော့တဲ့မှာ ပြောင်းလဲသွားနိုင်တဲ့အနေအထားတွေရှိနေတာတွေ့ရပါမယ်ဒီအခြေအနေမှာကျွန်တော်တို့ဟာကျွန်တော်တို့နိုင်ငံရဲ့အဆိုးဝါးဆုံးဖြတ်တန်းနေရတဲ့အခြေအနေတွေကနေအကောင်းဆုံးဖြတ်ကျော်နိုင်ဖို့အောင်ပြုဟာတွေခင်းဖို့လိုပါတယ်အောင်ပြုဟာတွေခင်းဖို့လိုပါတယ်ဆိုတော့ကျွန်တော်အနေနဲ့အောင်ပြုဟာနှစ်ချက်ကိုတူတူတူတင်ပြကြပါတယ်အောင်ပြုဟာပထမနံပါတ်1ကတော့ဖက်စစ်အကြမ်းဖက်တပ်သားတွေဟာအင်အားအရတောင်ငန်းချီပြီးသူပြန်လဲစုဆောင်းနိုင်တယ်ဆိုပေမဲ့ တချို့သောဘုံတိတွေနဲ့တချို့သောဖျားပြင်းအမြောက်အမြောက်တွေ drone တွေကိုရုရှားရဲ့အထောက်ပံ့နဲ့သူတို့ကူညီနိုင်နေဆိုပေမဲ့ပြည်သူကိုတိုက်ခိုက်နိုင်နေဆိုပေမဲ့သူတို့မှာအကန့်အသတ်ရှိပါတယ်အခုဆိုကပတ်ဆဆက်ယုံကြီးတွေအထိကိုဥတီတိုက်ခတ်လာတဲ့ပူအောင်တပ်တွေရဲ့ထိုးစစ်ကြောင့်ကပတ်ဆအလို့ယုံတွေဗျမ်းပတာနဲ့ရွှေပြောင်းနေရတာရက်ဆိုင်သွားတာတွေရှိနေပါတယ်ဒါကြောင့်သူ့အနေနဲ့တနိုင်ငံလုံးကကိုအနှံပြလေရင်နဲ့တော်လကောင်းတာဝိပြအမြောက်တွေနဲ့တော်လကောင်းဘုံကျဲဖို့ဟာအင်မတန်မှအကန့်အသတ်တွေ ဖြစ်ပေါ်လာပြီးဖြစ်ပါတယ်။ဒါမင်းအွန်လိုင်းဖက်ကဒီဒီတကယ်ကိုပဲမြူဟာမြောက်ကြာဆုံးကန်းတိုင်တော့မဲ့တက်တည်တစ်ခုဖြစ်တယ်။ဆိုတော့လူအင်ဟာရသူအတင်းနမပေါ်တာတွေဆွဲပြေရဖန်းစီစင်ခေါ်ရွာတွေတိတ်တရောဘယ်နှယောက်မထက်မနေရစစ်ခေါ်ပြီးတော့သူဘလို့ပဲသူ့စစ်တီအင်အားကိုဖြည့်ဆွတ်အောင်လုပ်ပါစေအခုဆိုသူဆိုရှင်မြေပြင်မှာတွေ့နေရတိုင်းကျွန်တော်စီကိုချိတ်ဆက်လာတဲ့ဆက်သွယ်မှုတွေရဆိုရင်တင်တန်းเจ้าမှာကလေးကအတင်းတမဆူဆောင်းခံရတဲ့ ဒီလူတစ်တွေပြည်သူစစ်တွေဟာဖက်ပြေးဖို့ကြိုးစားနေကြတာဖြစ်တယ်။အခုကြည့်ကတားမှာဖန်ဆီးရမိတဲ့30ကြော်ထဲမှာဗီဒီယိုဖိုင်တို့လေးပဲကျွန်တော်တို့ကြည့်ကြည့်လိုက်။အာတချို့သူဒူးထောက်လေးစားနေဟာကျွန်တော်တို့ဘယ်နှယောက်ကြံသေးတဲ့တောထဲမှာပုံနေကြတာကျွန်တော်တို့လက်နဲ့တရောင်းအောင်တင်လာခဲ့တာပါဆရာတို့အဲပြောနေ။လက်ထောက်ဒူးထောက်ထားရင်းနဲ့သူတို့ဟာဖက်ပြေးလာကြတာအွန်လိုင်းကျင်းလိုက်ဖြစ်ကြတယ်။အခုတော့သူတို့ကဒူးထောက်ပြီးတော့လက်မြောက်တာဒီလောက်ပဲရှိသေးပြီဆိုပေမဲ့သူတို့နဲ့အတူဖက်ပြေးလာလူဘယ်နှယောက်တောင်တောထဲမှာ15တောင်ကြံနေသေးတယ်။ကျွန်တော်တို့လက်နဲ့တရောင်းတဲ့လောက်တင်လာတယ်။ဟောဒီစကပြောကိုကြည့်ချင်းအဖြစ်သူတို့ဟာ ထွက်ပြေးဖို့တောက်လျှောက်ကြိုးစားနေကြတာဖြစ်တယ်တူချင်းလားမဟုတ်ဘူးအစုဖွဲ့လိုက်အစုဖွဲ့လိုက်ထွက်ပြေးပြီးတော့ဘေးဥပမာလေတောင်းလိုင်းတပ်ဖွဲ့ကြီးကိုထွက်ပြေးဖို့တိုက်ခတ်မှုဖြစ်တဲ့ချက်မှာလက်နှချဖို့အစင်းသိရှိနေတယ်ဆိုရင်ပုံရိပ်ကိုကျွန်တော်တို့ခံမိုင်းနိုင်မှာဖြစ်တယ်နော်ဒါတွေမကောက်သူလက်နှက်ကိုရသလောက်တဲလာခဲ့ကြတယ်ဆိုတဲ့ message ဟာသူတို့အတ္တမစင်မှုတန်းချင်းဆွဲစီတာခံလိုက်ရတယ်တင်ထန်းတာတက်လိုက်ရတယ်သူတို့လုတ်တဲ့လုတ်ရက်ဟာမှားရင်းနေမှန်းသိတယ်သူတို့ကိုအတင်းသမားရိုက်တဲ့ဖန်စီပြီးတော့မိဘတွေကိုထောင်ချမယ်လို့ချိန်ချောက်လို့သူတို့ဝင်လာခဲ့ရတာဖြစ်တယ်အခုသူတို့လွတ်မြောက်ရလမ်းဖြစ်တဲ့ တိတိမှုဖြစ်စဉ်လုံလိုင်းတက်ဖွဲ့တဲ့တိုက်ခိုက်မှုဖြစ်စဉ်မှာအသာတကြီးသို့မဟုတ်အခြေအနေကိုမူတည်ပြီးလည်းနဲ့ချလာတယ်လူတွေအမြောက်များပါလာပြီးသားတနတ်တွေကယူလာပြီးသားဖြစ်တယ်ဆိုတဲ့စကားတစ်ချက်ဟာကျွန်တော်တို့အတွက်ကယူတတ်လို့ရှိရင်ဒါဗျူဟာအမြောက်တဲ့ကျွန်တော်တို့အတွက်ခွန်အားတွေဖြစ်ပါတယ်နောက်တစ်ခါထပ်ကြည့်အောင်နောက်ထပ်ဒူးဆောင်နေတဲ့တယောက်ကိုထပ်ပြောပါသေးတယ်အာတပြည့်ဟာဆိုရင်လည်းထပ်ပြေးတာဗနကြိမ်ရှိပြီတဲ့ပြန်ပြန်ဖမ်းပြီးတော့အတင်းပြန်ထည့်လို့ပါခင်ဗျာအော်တပြည့်ဟာဒီကိုသူတပြည့်ပါဒေါ်လိုက်တက်ဖွဲ့တွေကိုဒူးထောက်ပြီးတော့တပြည့်ဟာ ကြည့်လိုက်လို့ရှိရင်သူတို့အားလုံးရဲ့မျက်နှာတွေဟာတကက်ရက်ဆက်ကြမ်းကြုတ်မှုမှာယင်ပါနေသားကြနေတဲ့လူရန်ကဒီဖက်စစ်လက်ပါစီစစ်စစ်တွေပုံမဖောက်ပါဘူး။ဒါကျွန်တော်တို့ဘက်ကကိုချင်းစာပြီးတစ်ချက်ကြည့်ရမှာပေါ့နော်။ဒါတချို့ကတော့ပြောမှာပေါ့ဒီကောင်တွေဆိုးကြီးတဲ့တော်လိုင်းနဲ့မြန်မာမွေမဲနဲ့ပေးတည်ပြီးတော့မျိုးပြမှာဖက်စစ်အောင်မှာနေပြီးနေသားနေသားသလိုနေခဲ့ကြတာအခုတော့အတင်းတော့ဖမ်းဆီးခံခဲ့ရတာပဲ။ခံပေါ့ဆိုတချို့ကပြောကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကလည်းကိုယ်နိုင်ငံသားအားလုံးဘက်ကသူတို့ ဒီမြို့ပြမှာကြံနေသေးတဲ့လူဒန်းစားတချို့ကိုလည်းပြန်ကြည့်ရအောင်ဥမာဖြစ်တယ်အကုန်လုံးတော်လိုင်းနေပဲလာအောင်တော်လိုင်းနေပဲမှာလူအကုန်ကြီးတန်းလက်ရှိရောက်လာတယ်ထားဘာနဲ့ကြွေးမလဲလက်နက်ဗမာရှိမလဲအခုတော့ရောင်းနေမိသားလူတော်လက်နက်မလုံလောက်လို့အမစ်တန်ခက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 ်ကြိုးစားနေရဆိုတော့သူတို့တွေခက်ကလည်းတော်လိုင်းနေပဲသွားပြီးတိုက်ကြရအောင်ဆိုတော့လက်နက်မရှိသေးတဲ့ကာလနိုင်ငံတကာကကူညီမှုမရသေးတဲ့ကာလမို့လို့သူတို့မြို့ပြမှာညီချန်ခဲ့တာလည်းဖြစ်နိုင်တယ်လို့ကျွန်တော်တို့မှန်းတွေ့ရမှာဆိုတော့ဒီသူစစ်ဖြစ်အတင်းသမားစူးစီခံရတယ်ဖန်းဖန်းစီခံရတယ် စစ်တန်းပုတ်လွတ်ခံရတဲ့ခြေတန်းရောက်လာတယ်လက်နဲ့ချကြတယ်ဒီဖြစ်စဉ်တွေကိုကြည့်ပြီးကျွန်တော်တို့ဟာဖက်စစ်လက်ပါစီတွေရဲ့အင်အားသည်တကယ်တော့သူ့ရဲ့စစ်မှန်တဲ့အင်အားမဟုတ်ဘူးကျွန်တော်တို့ယူတတ်ရင်တော်လိုင်းရေးအတွက်အင်အားတိုင်းပြည်တည်ဆောက်ဖို့အတွက်အင်အားတိုင်းပြည်အတွက်နာကပ်ကာကွယ်ရေးရန်ရားတွေတည်ဆောက်ဖို့အတွက်အင်အားနောက်ရန်သူလက်နဲ့မိမိလက်နဲ့ဖြစ်အသုံးပြုနိုင်မှုအတွက်လိုအပ်တဲ့အင်အားဒါတွေဖြစ်နိုင်တယ်လို့ကျွန်တော်အသုံးချရမှာဖြစ်တယ်။နောက်ကြည့်အောင်ကရင်ကရင်ကရင်ပြည်နယ်က ပြင်ရွက်ထိုးစေကြထိုင်းနိုင်ငံတွေအလုံးရင်းနဲ့ထွက်ပြေးသွားတဲ့စစ်သားတွေဆိုတော့ကြည်တင်းအပြင်ဖက်စစ်တပ်ရဲ့စစ်သားတွေဟာအချီနီပေးတာနဲ့အမျှထွက်ပြေးဖို့သူတို့အားလုံးကအဆင်သင့်ဖြစ်နေတယ်သူတို့ကစိတ်ချယုံကြည်ရတာထိုင်းနိုင်ငံရဲ့စစ်သားတွေဆိုရင်တေးကြတဲ့သူတို့တတ်မှာမဟုတ်ဘူးအချီနီပေးရင်နိုင်ငံကြီးခလုံးငွေရမယ်အချီနီမပေးရင်ပြန်ပို့ရင်ပြန်ပို့ခံရမယ်တုံးပြန်တည်ကြတော့သူတို့ဒေါ်လိုင်းတက်ဖွဲ့တဲ့ခြေမုန်းခြင်းကြောင့်အသက်တည်သွားမှာမဟုတ်ဘူးဆိုတော့ယုံကြည်နေတဲ့သူတို့အလုံးရင်းထွက်ပြေးကြတာဖြစ်တယ်အဲဒီနေရာမှာတစ်ချက်ပြောစရာရှိတာကတလောလုံးက MMDAA ထံမှာအလုံးရင်းနဲ့အင်အားယာချီပြီးတော့အင်အား300ကျော်လို့ထင်ပါတယ်။လက်နက်ချခဲ့တဲ့ဖြစ်စဉ်လေးမှတ်မိပါဦးမယ်။ငွေကြေးလအနေငယ်ကလက်နက်ချပြီးတဲ့နောက်မှာဒီ MMDA ကအားလုံးကိုပြန်လှုပ်ပေးပြီးတော့စစ်ကောင်စီရှိိုးပြန်လှုပ်ပေးလိုက်တယ်အားလုံး။ပြန်လှုပ်ပေးလိုက်တော့အကြီးမှုဆိုတဲ့ကောင်ဗိုလ်မှူးချုပ်တွေဗိုလ်ချုပ်တွေတော့တသက်တကျုံးနေတည်တန်းနေချပြီးထောင်ထဲမှာဇိမ်နဲ့ aircon နဲ့ဟိုအလုံကားတွေနဲ့သူတို့ထားရတယ်။ထောင်ထဲမှာဒါစုလိုက်။ဒါပေမဲ့အောက်ခြေစစ်သားတွေကြတော့ဘာဖြစ်လဲ။ ခြားစင်တွေအရာခံကြက်စစ်တွေကြစစ်မှုပြန်ထန်ခိုင်းပြီးတော့ရှေ့တန်းပြန်လွတ်အဲ့တော့ဒီဖက်စစ်တက်ခဲ့လုပ်ရက်တွေကိုမလုတ်ချင်လို့မှားမှန်းသိလို့လက်နက်ချခဲ့ပြီးမှပြန်လွတ်ခံရပြီးစစ်တက်ထဲပြန်ထက်ပြန်တိုက်ခိုင်းနေဆိုဆိုတဲ့အပေါ်မှာတချို့သောစစ်တီတွေဟာဝမ်းနဲ့ကြေကွဲကြပါတယ်ဒီဖက်စစ်မင်းအောင်လိုင်ဖက်မှာမလုတ်ချင်တော့လို့လက်နက်ချပါတယ်ဆိုမှပြန်လွတ်ပြီးပြန်လုတ်ခိုင်းခိုင်းရတာဟာသူတို့အတွက်နောက်တစ်ချိန်လက်နက်ချဖို့အတွက်ကိုအကန့်အသတ်တွေဖြစ်သွားပါတယ်တဲ့အဲ့တော့ကျွန်တော်တို့ဟာ လက်နဲ့ချလာတဲ့လူပဲပြောင်းလာတဲ့လူအရှုံးပေးလာတဲ့လူတွေနဲ့အရင်နဲ့ပတ်သက်ပြီးတော့လေးလေးနက်နက်တိတိချာချာကြေကြံပြက်ပြက်တနင်္ဂနွေလုံးနဲ့ခြီးပြီးဘွာချမှတ်ပြီးစီယုံနိုင်မှုလိုပါတယ်အဲ့တော့တစ်ဖက်ကတိုက်မယ်လက်နဲ့မချရင်တိုက်မယ်အင်အားစုဖွဲ့စနစ်ကျနာတဲ့ကာကွယ်တပ်တော်တွေဖြစ်ဖွဲ့စည်းပြီးတိုက်ခိုက်ပါတစ်ဖက်ကလည်းပဲအခုလိုအတင်းအမခိုင်းခံရတဲ့ပြည်သူစစ်တွေအတွက်ထွက်ပြေးလာနိုင်မှုလာရောက်ပူးပေါင်းနိုင်မှုလိုအပ်တဲ့အခင်းချင်းစုဖွဲ့မှုဗက်ပြောင်းရေးအစီအမံကျနာသေးချာတဲ့နိုင်ငံတကာကိုလည်း စင်ကစင်စမပြတ်တင်ပြနေတဲ့ဘယ်ပြောင်းရေးကြီးမားကျယ်ပြန့်တဲ့လှုပ်ရှားမှုကြီးတွေကိုကျွန်တော်တို့လုပ်ဖို့လိုပါတယ်။ဒါမှသာလျှင်စောစောကလိုထွက်ပြေးခြင်းတဲ့လူတွေအတွက်ယုံကြည်အပ်သောနိုင်ငံထွက်ပြေးသူလူမျိုးအားဒီမှာတောင်းရင်ဒီအစုဖွဲ့ဘယ်သူဥဆောင်မျိုးဘယ်လိုစုဖွဲ့ထားဖြစ်တယ်။ငါတို့အားလုံးမသေယုံနဲ့မကတန်ဖိုးရှိတဲ့နေလူတွေဖြစ်အောင်တို့ဟာစင်သစ်ပြင်ဆင်ခင်းကျင်းထားပြီးငါတို့ကိုဖက်စစ်မင်းအောင်လိုင်ကတတ်ဆင်ပေးထားတဲ့လက်နက်ကိုပြည်သူကာကွယ်ရေးအတွက်နိုင်ငံတော်ကာကွယ်ရေးအတွက်ငါတို့အနာဂတ်ဒီအားလုံးတည်ဆောက်ရေးအတွက်ပြန်အသုံးပြုနိုင်တဲ့ဆိုတဲ့ယုံကြည်မှုမျိုးရတဲ့ခင်းကျင်းတွေ တစ်ဖက်ကကျွန်တော်တို့ခင်းချင်တာဘို့လို့ပါအဲ့တော့တစ်ဖက်က stick တစ်ဖက်က carrot ဘောလာဦးဒုတ်ဒါကိုကျွန်တော်တို့ viewer အနေနဲ့ခင်းဖို့လိုပါတယ်အဲ့တော့ viewer နှစ်ခုဆိုတဲ့နေရာမှာပထမ viewer ကျွန်တော်ပြောခဲ့ပြီဒုတိယ viewer ကတော့အခုမြေပြန့်နေညာဒေသတွေတချို့မျိုးပြတွေမှာပြောကြတယ်အာငါတို့လက်နဲ့မရှိလို့ခဲရမရှိလို့မိုင်းမိုးမရှိလို့ဒီကောင်တွေငါတို့ဘာမှမလုပ်နိုင်တာအန်ကြိတ်ပြီးကြည်နေရဟုတ်ပါတယ်အာပေါ်ရင်ကြည့်ရင်တော့ဟုတ်ပါတယ်ဒါပေမဲ့တကယ်တမ်းကြည့်မယ်ဆိုရင်တော်လန်ကြီးဟာနိနိတိအမျိုးအားကြီးရှိပါတယ် လုံနိုင်စွမ်းလူတိုင်းမှာရှိပါတယ်။ဥမာလေးတွေကျွန်တော်ပြောပြမယ်နော်။ခုဆိုရင်လီရင်နေကျွန်တော်တို့လာတိုက်တိုက်လီရင်။ကိုင်းမြန်နေပြီးရွှွှွှွှဆိုဖင်လီမှုတ်ပြီးတော့ဆက်ကူလီရင်ပေါ့မှုတ်လွတ်တာမဟုတ်ဘူး။လီရင်မှုတွေရှိုံနဲ့မရဘူး။ခရူတွေရှိုံနဲ့မရဘူး။ဘုံချိတ်ပြီးလိုက်လီရင်နဲ့လည်းမရဘူး။သူဟာလေကြောင်းချက်ပြတွေအဲ့လီရင်စီတွေတင်ဖို့အတွက်လိုအပ်တဲ့ဆက်ဆိုင်ရန်တွေမောင်းနေမှုတွေအားလုံးအတွက်သူတို့ဟာအချက်ချာကြတယ်။ကိစ္စဒါဘစ်စနစ်လေးစိတ်တိုင်းမှာရှိပါတယ်။ ဘလို့ပဲသူတို့ဂျန်နရေတာကြီးတွေအရင်တက်စင်ထားသည်ဖြစ်စီတစ်ချိန်လုံးမှာသူတို့ဂျန်နရေတာတွေမောင်းနေမနေနိုင်ပါဘူးအဲ့တော့လီယင်ကွင်းတွေကိုပို့လွှတ်ထားတဲ့လျှက်စစ်မဟာဒါးလိုင်းတွေဟာပြည်သူတွေကြားကဖြတ်သွားတာဖြစ်ပါတယ်။ဟိုးတရုတ်ပြည်ကနေဒါလိုက် join ပြီးတော့ကောင်းကင်နေဘတ်ဆိုလေစိတ်ကိုပို့ထားတာမဟုတ်ဘူး။ဒီဒါးလိုင်းတွေပြည်သူတွေကြားထဲကသွားတာဖြစ်တယ်။အဲ့တော့ဒါအားလိုင်းဘေးမှာနေတဲ့ပြည်သူတယောက်စင်းစီတိုင်းဟာလီယင်ကွင်းကလီယင်နေပြန်မတက်နိုင်အောင်တားဆီးနိုင်စွမ်းရှိတဲ့တကိုးရှင်တွေဖြစ်ပါတယ်။ဘယ်လိုလုပ်မလဲ ကြိုးစားရမှာပေါ့ခက်ခဲတွေကတော့အများကြီးရှိတာပေါ့ဓာတ်တိုင်ရဲ့ကွန်ကရစ်တုံးကြီးတွေဆိုတာဟာလူ၁၀ရက်လောက်အတွက်ကပေါတူးပစိန်အချိန်အများကြီးပေးစရာမလိုပါဘူးလှုပ်ရှားလို့ရတဲ့အနေအထားအများကြီးရှိပါတယ်နောက်တစ်ခုကကြတော့တနိုင်ငံလုံးကိုအခုစနစ်တကျဖြန့်ဖြန့်ကျက်ထိန်းချုပ်ပြီးတော့လူတွေအခုလူငယ်တွေဖမ်းဆီးနေတာတွေကွန်ပျူတာစနစ်တွေနဲ့မျက်နှာကိုမှတ်သားပြီးတော့ဟိုအချက်ပေးတဲ့စနစ်တွေနဲ့တက်ဆင်ပြီးတော့မောင်းနေနေတဲ့အရာတွေအားလုံးဟာဖက်စစ်တပ်ကရွေကျက်ရှိရှိ2000တစ်ဆယ်နဲ့ 2020ကြားထဲမှာတိဆောက်ထားတဲ့ fiber net fiber optic cable network ကြီးကိုအသုံးပြုပြီးတော့တနိုင်ငံလုံးကိုဖက်စစ်ရန်နီယာအောက်ကိုမောင်းသွင်းနေတာဖြစ်ပါတယ်။အဲ့တော့လွန်ခဲ့တဲ့ခုနှစ်နှစ်ရှစ်နှစ်လောက်တုန်းကဒီ fiber optic cable ကြီးတွေ fiber မြောက်ကြိုးကြီးတွေကိုဥပမာဆိုမြင်းကြံမြို့မိထီလာမြို့အာဒီဘက်ဆိုရင်ဒီရန်ကုန်မန္တလေးအမြန်လန်းတစ်ချက်ကဘေရွာဘေရွာဘေမြို့ကြီးတွေနေပြည်တော်ရဲ့ဘေနားရဲ့လမ်းဆောင်ရဲ့ဘေရေမြောင်းအောက်နားမှာဘေဆာဗာကြီးတွေ သဖြင့်အားလုံးဟာပြည်သူတွေအရှိမပဲဒီလမ်းကြီးတွေကိုဖောက်ပြီးတူးဖော်မြုပ်နှံသွားကြကြတာဖြစ်ပါတယ်အဲ့တော့အသက်20 30အထက်လူငယ်ကြီးရွာကန်တိုင်းသိကြပါတယ်ဘယ်ချိန်တော့ငါလေတော့နာဘယ်နာမှဘလောက်အနဲ့ရှိတဲ့မြောင်းကြီးကိုဘယ်သူတွေကလာတူးသွားပြီးတော့ဒီလိုကြိုးမဲကြီးပိုက်လုံးလိုအမဲကြီးတွေကိုဘယ်ချိန်ကမြုပ်သွားတယ်အားလုံးသိကြပါလိမ့်မယ်အဲ့ဒီပစ္စည်းတွေအားလုံးဟာအခုချိန်မှာပြည်သူကိုဖိနှိပ်နေတဲ့စစ်ရန်တရားအသုံးပြုတဲ့ဆက်သွယ်ရေးလမ်းကြောင်းဖြစ်ပါတယ် အဲ့တော့အဲ့ဒီလောက်၅ပြီလောက် net ဆိုတာဟာကျွန်တော်တို့တောသူတောင်သားတွေညာသူညာသားအနေနဲ့တူးဆွရမခက်ပါဘူးဒီမြောင်းကြီးတွေရဲ့ကျိုးတွေကိုနေရာအနှံ့ကအပြိုင်နဲ့ထဲအားလုံးတက်ညီလက်ညီဖြိုဖျက်ကြမယ်ဆိုရင်ဒီ fiber ကျိုးတွေကိုဖြတ်တောက်ပြစ်မယ်ခုတ်ပြစ်မယ်ဒါမှမလိုက်ဘူးခုတ်ပြစ်မစိမ့်နဲ့အခုဖြတ်ကျိုးတွေဆွတ်ထုတ်မိရှို့ညပြိုင်နဲ့တည်းလုံရင်ပြင်ဆင်ချိန်တို့မရဘူးမလုံနိုင်ဘူးလင်းဝင်းကိုပို့ထားတဲ့ဒါအလိုက်တွေတစ်ချိန်နဲ့ ကပ္ပစစေယုံကြီးတွေကိုပို့နေတဲ့ဓာအလိုက်တွေကိုတစ်ချိန်နဲ့နေပြည်တော်ကိုဝင်နေတယ်ဆိုတော့ဓာအလိုက်တွေရှိရလမ်းကြောင်းကိုတစ်ချိန်နဲ့ကျွန်တော်တို့အားလုံးဂျိုင်းတူလုပ်မယ်ဆိုရင်အခုရပိုင်းတော်တွင် ILO ကဆုံးဖြတ်ချက်ချမှတ်မဲ့စီးပွားရေးအကြီးကျယ်ပိတ်ဆို့မဲ့ပြစ်ဒဏ်ကလည်းလာမယ်ဆိုရင်မင်းအောင်လိုင်းအတွက်ဆက်သွေးလည်းပြတ်တော့သွားမယ်လေရင်နေလည်းပြန်မတက်နိုင်ဘူးနိုင်ငံခြားငွေကြီးလည်းမရဘူးတော်ဆန်းစုကြည်ကိုဘလို့မှမလွတ်ဘူးဆိုတော့တင်းခံနေတဲ့သူတို့ရဲ့ရုပ်မာမှုနောက်ဆုံးအခြေအနေကို ကျွန်တော်တို့ကောင်းကောင်းဖီအားပေးအသုံးချနိုင်ပြီးလူတို့ခေါင်းဆောင်တွေလွတ်မြောက်ဖို့အရေးဖက်စစ်ကမာနေတဲ့ခေါင်းကိုရော့ကျသွားဖို့အရေးနဲ့သူ့တပ်ဖွဲ့ဝင်ချင်းချင်းကြားထဲမှာပဲဆက်သွေးရန်နီယာပြတ်တောက်ပျက်စီးသွားတဲ့ကြောင့်ပုံကန်ထကြထွက်ပြေးလူတွေတဲ့အခွင့်အရေးကိုဖန်တီးပေးပြီးနောက်ဆုံးဖြစ်သောမင်းအောင်လှိုင်ရဲ့ထွက်သက်ကိုဖန်တီးပေးနိုင်တယ်ဆိုတဲ့အကြောင်း view ဟာနှစ်ခုအနေနဲ့တင်ပြလိုက်ပါတယ်။အောင် view ဟာခင်းမအမောင် view မှာလင်းနိုင်မှာဖြစ်ပါတယ်။